မင်္ဂလာပါရှင်မန္တလေးခေတ္တကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ပထမအဆုံးမြေပြင်စစ်ကြောင်းထိုးမှုနဲ့လေကြောင်းတိုက်ခိုက်မှုများကိုနှစ်ဆအရှိန်မြင့်တင်ရန်ကြောစွာလင်းကောင်းဆောင်သော GOC အစည်းအဝေးကဆုံးဖြတ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် အကြမ်းဖက်စစ်တပ်ကပွင့်လင်းရာတရောက်ရှိလာပြီဖြစ်သောကြောင့်မြေပြင်စစ်ကြောင်းထုံမှုနှင့်လေကြောင်းတိုက်ခိုက်မှုများကိုအရှိန်ဟုန်မြင့်တင်ရန်စစ်စင်ရေးဆိုင်ရာ JOC အထူးစည်းဝေးတွင်ဆုံးဖြတ်ချက်ချမှတ်ထားကြောင်းနေပြည်တော်စစ်ဘက်တရင်ရှင်မြစ်ကပြောဆိုပါရယ်ယခုအောက်တိုဘာလဆန်းပိုင်းတွင်စစ်တပ်၏ကြီးရည်လေးနှိမ့်နိုင်ကုတ်ကဲရီမှုဗိုလ်ချုပ်ကြီးကျော်စွာလင်းဦးဆောင်တဲ့ Joint Operation Command အစည်းအဝေးမှာထို့သို့ဆုံးဖြတ်လိုက်ခြင်းဖြစ်ပြီးရင်းအစည်းအဝေးဆုံးဖြတ်ချက်အရလေကြောင်းတိုက်ခိုက်မှုများသည့်ရခိုင်တပ်နှက်ဆတိုးမြင့်သွားမည်ဖြစ်ကြောင်းမြေပြင်တွင်လည်းလက်လွတ်ဆုံးရှုံးထား ရတဲ့နေမြေများကိုရွေးကောက်ပွဲမတိုင်မီရပ်ပိုင်းလပိုင်းတွင်အမြန်ဆုံးသိမ်းပိုက်နိုင်ရေးဆက်စံရေးစီမံချက်များရေးဆွဲအကောင့်ထဲပေါ်နေခြင်းဖြစ်ကြောင်းသိရပါသည်။ စေယုံမှာနေစဉ်လုပ်နေတဲ့ JOC အစည်းအဝေးတွေကဗိုလ်ချုပ်ကြီးကျော်စွာလင်းကဦးစီးပါတယ်ပွင့်လင်းရသည့်နေကြောင်းတိုက်ခိုက်မှုတွေနဲ့မြေပြင်စစ်ဆင်ရေးတွေနှစ်ဆတုံးမြင့်မှုဆုံးဖြတ်ထားပြီးရေကောက်ပွဲမတိုင်မီဖြစ်နိုင်သမျှမြို့တွေပြန်သိမ်းမဲ့စီရေးစီမံချက်တွေဆလုပ်နေပြီဟုနေပြည်တော်စစ်ဘက်သတင်းရှင်းမြစ်ကပြောဆိုပါတယ်လက်တလောတီဘောမြို့ကိုစစ်တပ်ကထိုးစစ်ဆင်လျက်ရှိပြီးယခုအောက်တိုဘာလတွင်အပိသက်တီဘောမြို့ကိုရရှိရေးတိုက်ခိုက်သိမ်းပိုက်ရန်နေပြည်တော်စီယုံ JOC အစည်းအဝေးကဆုံးဖြတ်ထားကြောင်းသိရှိရပါတယ် စီရီယံဗိုလ်ကြီးစင်ယောကစစ်တပ်နေဖြင့်လေကြောင်းတိုက်ခိုက်မှုများကိုအရှိန်မြင့်တင်ပြီးတိုက်ခိုက်နေရာတွင် ကုန်ကျစရိတ်တက်တာသောစစ်တပ်လေးတွေများပါဝင်နီလန်းပေါင်းစုံကိုအုံပြုလိုက်မည်ဖြစ်ကြောင်းသုံးသပ်ပြောဆိုပါသည်အဓိကကတော့လေချောင်းအရေးတောင်မှုဆိုတဲ့စီရေးအားတာချက်ကိုလည်းယူတာစက်တက်လေဒီပါရာမော်တာတွေဂျိုင်ရိုကော့ပတာတွေက မောင်းနေသူတွေက လေတရေတွေလိုမျိုးစနစ်တကျမွေးထုတ်ထားရတာမဟုတ်ဘူးရက်တို့တနံပေးပြီး ကောင်းမောင်းပြီးတက်ကြရသလိုအဲ့ဒီလိုမျိုးဆိုတော့လူရင်းမြေငွေကြေးရင်းမြေရောအချိန်ရင်းမြေရောခြုံပြီးတော့လေချောင်းကနေကွက်ပြည့်အေးတာတွေပုံစံမျိုးလုံလာတာပေါ့သူတို့မှာကန်တန်းချက်တော့ရှိတယ်မြေပြင်ကနေလက်နဲ့ငယ်နဲ့ပြန်ပြီးတော့ပြစ်ခတ်ရင်ထိရောက်မှုရှိတယ်ဆက်လက်တို့ဆက်တနက်ကြီးတို့နဲ့ပြစ်မယ်ဆိုရင်သူတို့အတွက်ရှောင်းတိန်ချင်အခွင့်ရေးနေပါတယ်ဒို့ပေမဲ့လက်နဲ့ကောင်းကောင်းမုံမုံမရှိတဲ့ပြည်သူလူထုအခြေပြုထားတဲ့နေရာတွေကိုဒီလိုမျိုးတန်ဖိုးနဲ့အဖွဲတွေတန်ဖိုးနဲ့ဆက်တက်လေးတွေဂျိုင်ရိုကော့ပတာတွေနဲ့လှုပ်ချင်တဲ့သဘောမျိုးပေါ့ ကြောင်းအရေးတာမှုကိုနည်းနည်းနဲ့ကျဲကျဲဝိုင်းလိုက်တဲ့ပုံစံမျိုးလို့ပြောရမှာဖြစ်ပါတယ်ဟုစီဒီအမ်ဘူကြီးစင်ရောကပြောဆိုပါတယ်။ ထို့အပြင်စစ်တပ်ကတောင်းလိုင်းရစ်တပ်များတင်ပိုက်ထားသောနေမြေများကိုလေကြောင်းတိုက်ခိုက်မှုများလုံဆောင်လာခြင်းမှာစစ်တပ်စိုးမိုးသောနေမြေများတို့ပြည်သူများရွှေ့ပြောင်းလာရန်နှင့်ရွေးကောက်ပွဲအတွက်မေးပေးသူများများပြားလာစေရန်ရည်ရွယ်မှုများပါဝင်နိုင်ကြောင်း၎င်းကဆက်လက်ပြောဆိုပါသည်။ဘုံကျဲတာကရွေးကောက်ပွဲနီလာလီပုံများလာလီကိုတွေ့ရတဲ့စစ်တိုက်လို့လည်းတိုက်မနိုင်မှုမြေသာသိမ်းလို့ရတဲ့ရွေးကောက်ပွဲလုံရမယ်မျိုးတွေမှာလူစီမလာဘူး။ဥပမာမိုးပြဲတို့ဖဲကုံတို့ဒီမော့ဆိုတို့ဖရူဆိုတို့မှာကြီးလိုက်ရင်လူလောင်းလောင်းငန်းကစီနေတာမရှိဘူး။ ေတော့စစ်ပီးချောင်းဆိုပြီးပဲလွမြောက်နေမြေတွေမှာသွားပြီးတော့နေထိုင်ကြတာများတယ်လူခေါ်တဲ့ပုံစံမျိုးဖြစ်နေတယ်သူတို့အုပ်ချုပ်တဲ့နေမြေတွေကိုတော့ဘုံပြန်ကျဲတာမျိုးမရှိသေးဘူးလေအဲ့ဒီတော့ဘုံကျဲမှာကြောင့်လို့ဆိုပြီးတော့သူတို့ထိန်းချုပ်တဲ့နေမြေတွေကိုရောက်လာတမင်ရဲရဲဆက်ဆက်ရုံမှာပြီးလူခေါ်တဲ့နေထားမျိုးသွားတွေ့ရတယ် ။နာပြည်ညမှာဆိုလေမုံရမြို့နယ်ထဲမှာတင်သူတို့တန်တရားပြရတဲ့အညိုရောင်နေမြေလို့သတ်မှတ်ထားတဲ့နေရာမျိုးကိုပဲရွေးကောက်ပွဲအဲ့ဒီနေရာမှာမလုပ်ဖြစ်ပေမဲ့လူတွေကရွေးကောက်ပွဲစီကိုလာတဲ့ပုံစံမျိုးရွေးကောက်ပွဲရှိတဲ့နေရာကိုလာတဲ့ပုံစံမျိုးဖြစ်အောင်ခြောက်ပြီးတော့တိုက်ခိုက်တဲ့အချိန်မှာလူတွေကအကြောက်တရားဝင်လာပြီးတော့သူတို့ထိန်းချုပ်တဲ့နေမြေတွေကိုရောက်လာပြီးရွေးကောက်ပွဲပေးတဲ့အင်အားတိုးလာအောင်ပုံပေါ်လာအောင် လုပ်တယ်လို့မြင်နေဟုစီရီယံဘူကြီးစင်ရောကရှင်းပြပြောဆိုကြောင်းသိရှိရပါတယ်။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့အဖျားပုံတွင်ကျန်းဖုန်လွတ်တော်ကိုစလေလောင်းများကခိုးချောင်ခိုးဝဲမဲဆွဲစည်းရုံးမှုစတင်နေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အေယာဝတီတိုင်းဖျားပုံမြို့နယ်တွင်ကျန်းဖုန်လွတ်တော်ကိုစလေလောင်းများကခိုးချောင်ခိုးဝဲမဲဆွဲစည်းရုံးမှုစတင်နေကြောင်းဒေသပြည်သူများထံမှသိရပါရယ်။ဖျားပုံမြို့နယ်တွင်ကျန်းဖုန်ပါတီပြည်သူလွတ်တော်ကိုစလေလောင်းအဖြစ် စိုးစိုးကြီးကလည်းကအမျိုးသားလွတ်တော်ကိုစလဲလောင်ပြည့်ရှိနေခိုင်ဝင်းအောင်အမျိုးသားလွတ်တော်ပြည်အောင်လွတ်တော်ကိုစလဲလောင်ပြည့်ရှိနေစဉ်ပပဦးကျန်းဖို့ပါတီပြပုံမျိုးနဲ့ဥက္ကဋ္ဌအဖြစ်တိုင်းဒေသကြီးလွတ်တော်ကိုစလဲလောင်ပြည့်ကြောကြောခေါ်ကြုံမျိုးတင်တိုင်းဒေသကြီးလွတ်တော်ပြည်အောင်လွတ်တော်ကိုစလဲလောင်ပြည့်အေးပိုင်တို့ကဆောင်ရွက်ကြမည်ဖြစ်ကြောင်းအဆိုပါလွတ်တော်ကိုစလဲလောင်များကပါတီဝင်များနဲ့တွေ့ဆုံပွဲဟုအမည်တက်ကပြည်သူများကိုအတင်းကျပ်စင့်ခေါ်ပြီးမဲဆွေစည်းရုံးမှုများစတင်နေကြောင်းသိရှိရပါသည် ပြည်ခိုင်ပြို့ပါတီဝင်တွေတွေ့ဆုံပွဲဆိုပြီးကျေးရွာတွေကပြည်သူတွေကိုအုပ်ကြီးတွေနဲ့ယာယီမှုတွေကစင်ခေါ်ပါတယ်ပြီးတော့အတင်းကျပ်ပွဲတက်ခိုင်းနေအဲ့ဒီမှာအမတ်လောင်းတွေဆိုပြီးမိတ်ဆက်တဲ့မဲထဲကြပါဆိုပြီးစီယုံနေသူတို့ကိုမဲထဲရင်ဒီအခြေအနေကကြုံလွန်နိုင်မယ်ဒီဆေးအာနာတိန်နာကိုကြော်လွားပေးနိုင်တာပြည်ခိုင်ပြို့ပါတီပဲရှိတယ်ဆိုပြီးစီယုံပါတယ်ဟုဖျာပုံမျိုးမှဒေသပြည်သူတို့ကပြောဆိုပါတယ် ထို့သောမဲဆွေစီယုံရေးတရားဝင်မစတဲမီကျန်းဖို့ပါတီဝင်ခန့်အပ်လွာပေးရပွဲများဇကားဝိုင်းများနဲ့ပါတီဝင်များတွဲဆောင်ပွဲဟုအမည်တက်ပြီးဖျားပုံမြို့နယ်တဝန်းမှာကျန်းဖို့ပါတီကမဲထဲကြရန်နဲ့ပါတီကိုထောက်ခံကြရန်လိုက်လံစီယုံလျက်ရှိသည့်အပြင်အီလက်ထရောနစ်မဲပေးစနစ်လေ့ကျင့်ရေးများမှာလည်းကျန်းဖို့ပါတီကတက်ရောက်ကမဲပေးရန်စီယုံမှုများလည်းရှိနေကြောင်းသိရပါသည်ထို့ပြင်စစ်တပ်နှင့်ကျန်းဖို့ပါတီဝင်များကဖျားပုံမြို့နယ်တွင်ပူးပေါင်းဆောင်ရွက်၍အုပ်ချုပ်ရေးလုံခြုံရေးနှင့်စီမံခန့်ခွဲရေးလုပ်ငန်းများကိုပူးရဲ ဲလှုပ်ဆောင်နေကြသဖြင့်အခြားနိုင်ငံရေးပါတီများထက်ဂျန်ဘုတ်ပါတီကပိုမိုအားသာကြောင်းသိရှိရပါသည်။ လက်ရှိဖြာပုံဘက်မှာကတော့အုတ်ကြီးတွေကလည်းစန့်ခိုင်ရေးတွေပဲပြူစောတိတွေကလည်းစန့်ခိုင်ရေးတွေပဲစစ်တပ်ကိုတရင်ပေးနေတာကလည်းစန့်ခိုင်ရေးတွေပဲအဲ့ဒီတော့သူတို့ကပဲအုတ်ချုံရေးလုံချုံရေးစီမံခန့်ခွဲရေးအားလုံးကိုစုံမထားတာအခုလဲမဲဆွေစီယုံရေးဆိုပြီးခိုးလုံနေတာအုတ်ကြီးတွေနဲ့စန့်ခိုင်ရေးတွေခိုးလုံနေကြတာဟုဖြာပုံမှနိုင်ငံရေးတက်ကြွလှုပ်ရှားသူတို့ကပြောပါတယ်ဖြာပုံမျိုးနယ်အတွင်းစန့်ဖို့ပါတီကပါတီဝင်ထားလျင်စစ်မှုတန်းပြမပေါ်တာဆွဲခံရခြင်းကင်းဝေးနိုင်သည်ဟုဆိုကချင်းရွာများတွင်ပါတီဝင်များတရားမဝင်နီးလန်း ်များဖြင့်စုဆောင်းလျက်ရှိကြောင်းသိရှိရပါသည်။ရင်းပြင်ကျန်းဖို့ပါတီကိုမဲထည့်လျင်ခြေရွာများအတွင်ကိုကရီလန်ခင်ပေးခြင်းလျက်စင်မီတွေ့တန်းပေးခြင်းစတင်ကြောင်းစည်းကမ်းများတိဆောက်ပေးခြင်းခြေရွာများကိုစံပြခြေရွာများဖြင့်အစင်းမြင့်တင်ပေးမည်ဟုမလုံးပေးမဲဆွယ်နေကြောင်းသိရှိရပါသည်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့စစ်သားတပ်တွေတည်ရင်မိသားစုကိုအကြောင်းမကြားဘူးလို့အလင်းဝင်စစ်သားပြောတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကရင်ပြည်နယ်တိုက်ပွဲတွေမှာစစ်မှုတန်းတွေတည်ဆုံး ကရင်ပြည်နယ်တိုက်ပွဲတွေမှာစစ်မှုရန်တွေတိုက်ဆုံးထိခိုက်မှုများနေပြီးလမ်းဘေးမှာတကြုံနေရပြီးစစ်တပ်ကမိသားစုထံအကြောင်းမကြားဘူးလို့ကရင်အမျိုးသားများကာကွယ်တဲ့ KNDF စီကိုထွက်ပြေးလာတဲ့စစ်ကောင်စီတပ်သားတွေကပြောပါတယ်။အဲ့ဒါအပြင်စစ်မှုရန်တယောက်တိုက်ဆုံးရင်ဆောင်ရွက်ဖြူတရွက်နဲ့300ရန်ဘောပင်တစ်ချောင်းသာကုန်တယ်လို့လည်းတက်တွင်းအမြဲတစေချိန်ချမှု တက်တွင်အမြင့်တစေချင်းချောင်းမှုတွေရှိနေတယ်လို့သူကဆိုပါတယ်အပတ်စဉ်ကမှစစ်မှုရန်တပ်သားဖြင့်ရက်ွက်ယုံကပေါ်တာဆွေးခံရပြီးတော့စစ်တနန်းဆလုတ်ခံရတယ်ဆိုတဲ့စစ်သားတဲ့အောင်ကိုကိုဟင်းကလိုက်ကောမိုးပြဲနဲ့ဒီမော့ဆိုတိုက်ပွဲတွေမှာကြုံတွေ့ခဲ့ရတာတွေပေါ်ပြောကြားချက်ရုတ်တမ်းမှတ်တမ်းကို KNTF ကဒီကနေ့ထုတ်ပြန်ပါတယ်ငွေတောင်စဲထိတ်ကနေစစ်ကြောင်းထိုးတော့ တီအောင်ရတနာတိုက်ပွဲအဲ့ဒီမနက်ပိုင်းမှာ၂ယောက်ကြတဲ့ဘာသာ၂ယောက်ညနေပိုင်းမှာ၃ယောက်ထက်ကြတဲ့ကြတဲ့အထဲမှာတက်ချက်ကြီး၁ယောက်ပါတယ်ဘာသာတွေကိုအရှိကတက်ခိုင်းတယ်လို့အောင်ကိုကိုဟိန်ကပြောပါတယ်လက်ရှိဒီမော့ဆိုမြို့နယ်မှာစစ်တပ်ရဲ့ထိုးစဲမှာချင်းလင်းတရင်တွေဖြစ်တဲ့ခလာရကို တရားနေနဲ့918တရင်သုံးရင်ကိုတုံးထားတယ်လို့သူကဆက်ပြောပါတယ်။ဒီမော့ဆိုးမြို့နယ်တိုက်ပွဲမတိုင်မီမိုးပြေမြို့ကုန်းတာတိုက်ပွဲမှာလည်းတိဆုံခဲ့တဲ့စစ်မှုထမ်းတနန်းစင်းစစ်သားတိခုနှစ်ဦးကိုလမ်းဘေးမှာတကြိုခဲ့တယ်လို့သူကဆက်ပြောပါတယ်။တက်တွင်းရှိနေခဲ့တဲ့ကာလာတျောင်းမဲပေါက်တာကြောင့်ဒါမှမဟုတ်ငွေကြေးကြောင့်အစားထိုးဝင်လာရသူနဲ့ပေါ်တောင်ဆဲခံရသူတွေများတယ်လို့ကိုအောင်ကိုကိုဟင်းကဆိုပါတယ်။ထွက်ပြေးလို့မိတဲ့စစ်မှုထမ်းတွေဆိုရင်စစ်တပ်ကလူမဆန်စွာရက်ဆက်ပြီးတချို့ကိုတပ်ပြစ်ခဲ့တယ်လို့လည်းသိရပါတယ်။ ငါတက်ရှိကတရင်မှုဆိုထွက်ပြေးတဲ့ပန်းစားတွေကိုတက်ပြစ်တဲ့ပြီးရင်စစ်မြေပြင်မှာကြာနေဆိုပြီးသူတို့စကားလုံးတာသူတို့ကပြောထားတာမင်းတို့ထွက်ပြေးလို့မိုင်းနေနေသေးသေးဆောင်ရွက်ဖြူတရွက်နဲ့ဘောပင်300နဲ့တချောင်းပဲကုန်နေဆိုပြီးဒုတက်ရင်မှုကိုယ်တိုင်ပြောထားတာကျန်တာမင်းတို့ကိုတိတ်ဆိတ်ဝင်စားဘူးလို့အမြဲတစေပြောတယ်ဗျာဟုဂျုံတွေးခဲ့ရတဲ့တက်တွင်းအချိန်တွေကိုအောင်ကိုကိုဟင်းကရှင်းပြပါတယ်စစ်မှုရန်တွေကိုတက်ကြက်ကြီးတွေကအုပ်ချုပ်ပြီးလစာဖျက်တောက်တာထိုးကြိတ်ကန်ကြောက်တာတွေအပြင်တက်တွင်းဖိနှိပ်မှုတွေမျိုးစုံရှိတယ်လို့လည်းပြောပါတယ်ဒါအပြင် PDF ဆိုသူတွေကိုအရင်တက်ရင်တက်မတက်ပါကကိုအသက်ခံရမယ်လို့ဝါရမိုင်းဖြန့်ထားပြီးမူရစေဝါတွေကိုလည်းခလာရတရားနှစ် တက်စီကနေဝယ်ယူသုံးဆွဲရတယ်လို့လည်းသိရပါတယ်။ကရင်ပြည်နယ်ပြည်နယ်တွေကိုစစ်ကြောင်းထိုးနေတဲ့စစ်ကောင်စီတပ်တွေကစစ်မှုရန်စစ်သားအစ်၃ယောက်ခိုးလုံလာတယ်လို့ KNDF ကအောက်တိုဘာ6ရက်မှာထုတ်ပြန်ထားပါတယ်။ဒီမော့ဆိုဖရူဆိုလမ်းမကြီးတခြားစစ်ကောင်စီတပ်နဲ့တော်လန်ရေးတပ်တွေကြားထိတွေ့တိုက်ပွဲတွေနေ့စဉ်နေပါရှိနေတယ်လို့လည်းသိရှိရပါတယ်။